မင်္ဂလာပါရှင် The Celebrity New Year အော်တိုဘာလ14ရက်နေ့ည9:00နာရီခန့်နောက်ဆုံးရလူပညာသတင်းတွေကို တင်ဆက်ပေးသွားမှာပါဗီဒီယိုဖိုင်တစ်ခုမှာပုံမြင်တဲ့က Cinderella မင်းသမီးလေးတစ်ပါးအပြင်ကိုရောက်လာသလိုချစ်စရာကောင်းပြီးတော့လှပနေလို့လူပြောများနေတဲ့ဝမ်မုံရွှေရဲ့သတင်းလမ်းဘေးမှာမွေးကားဆိုင်ဖွင့်နေတဲ့မင်းသမီးမွေးယူဆိုင်ရဲ့နောက်ွယ်ကအကြောင်းရင်းသတင်းမိုင်းမုံဆရာတော်ကြီးရဲ့သင်ခန်းကအစိမ်းရောင်ဖြစ်နေရတဲ့အကြောင်းရင်း ိမ်ပေါင်းထောင်နေချင်းနေနိုင်ပေါင်းထောင်အချိန်ယူပြီးတော့ဖန်တီးထားတဲ့ရှမ်းရိုးရဝတ်စုံကိုဝတ်ခဲ့ပေမယ့်တဲဆုံငယ်ရဲ့ပန်ထရာပင်မောက်ဝတ်စုံလောက်လူစိတ်ဝင်စားခြင်းမခံရတဲ့ JK Sophia ရဲ့သတင်းအပောင်းအင်းမြတ်သူရဲ့ကျေးဇူးမတိတတဲ့လုံရည်လေးတစ်ခုကိုပြောပြလာတဲ့ Driver တီဟာကျော်ဆိုရဲ့သတင်းကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်။ တိမ်မောင်းထောင်နေချီတဲ့နိုင်ပေါင်းထောင်ချိန်ယူပြီးတော့ဖန်လီထားတဲ့ရှမ်းရိုးရဝစ်စုံကိုဝစ်ခဲ့ပေမဲ့တဲဆူငင်းရဲ့ပန်ထရာဘေးမဝစ်စုံတော့လူစိတ်ဝင်စားခြင်းမခံရတဲ့ JK Sophia မင်္ဂလာမပရိသတ်ကြီးတို့ရဲ့အနာဝစ်စုံကိုဝစ်ဆင်ခဲ့ပေမဲ့မနစ်ကတဲဆူငင်းရဲ့ပန်ထရာဘေးမဝစ်စုံကိုမကြုံသွားနိုင်ခဲ့တာက Miss Grand မြန်မာ2025အလှမဲ JK Sophia ပါခုဆိုရင်အလှမဲ JK Sophia ဝစ်ဆင်ထားတဲ့ဝစ်စုံဟာတောင်မြုံနှစ်ပွဲကနတ်ဝစ်စုံလို့လို့မောင်ရှင်လောင်းဝစ်စုံလို့လို့ဖြစ်နေတယ်လို့တဲဝေဖန်နေကြပါတယ် Miss Grand Myanmar National Director ဖြစ်တဲ့ Maran Sino ကဒီနေ့ပြန်ပွဲမတိုင်ခင်ကအလှမဲ့ JK Sophia ဝစ်ဆင်မဲ့အမျိုးသားဝစ်ဆောင်ဟာအချိန်နိုင်ပေါင်း2000ကျော်အကုန်ကျခံပြီးတော့အသေးစိတ်ဖန်တီးထားကြောင်းကြိုတင်ပြီးတော့ပြည်သက်တွေကိုတည်ပြခဲ့ပါတယ်။ဒီလိုကြောင်းလဲရတဲ့အချိန်မှာပြည်သက်အားလုံးကဒီနေ့မြန်မာကိုစားပြုတ်ဝစ်ဆောင်ဟာဘလောက်တောင်ကြီးကျယ်ခံထားပြီးတော့ကမ္ဘာစစ်မြန်မာထင်ပေါ်မလဲဆိုပြီးတော့မျှော်လင့်ချက်တွေအကြီးကျယ်ထားခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ JK Sophia က MGI စင်မြင့်ထက်မှာဒီဝစ်ဆောင်နဲ့ရှောင်းလန်းရှင်းပြိုင်ခဲ့တဲ့အခါမှာတော့ပြည်သက်တွေထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဝစ်ဆောင်ဟာတာမန်ပဲဖြစ်နေပါတယ်ထင်ထားသလောက်မခံနိုင်ဘူးဆိုပြီးတော့ဝေဖန်တန်တွေထွက်ပေါ်လာခဲ့ပါတယ်ပေါ်ပြီးတော့ဆိုးသွားတာကတော့တချို့ကတောင်ပြုံးနှစ်ပွဲကနဝစ်ဆုံနဲ့တူတယ်။မောင်ရှင်လောင်းဝစ်ဆုံလိုလိုဖြစ်နေတယ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်ကိုဝေဖန်ပြောဆိုခဲ့ကြတာပါ။ဒီလိုဝေဖန်မှုတွေဖြစ်လာတဲ့အထိကအကြောင်းရင်းကတော့လူတွေက JK Sophia ရဲ့ဝစ်ဆုံကိုမနေ့က Miss Grand မြန်မာ2024သဲဆွန်ရင်ရဲ့ National Costume ဖြစ်တဲ့ Bantra Bima ဝစ်ဆုံနဲ့တိုင်းရိုက်နှိုင်းရှင်လိုက်ကြလို့ပါမယ်။မနေ့ကသဲဆွန်ရင်ဟာ Bantra Bima ဝစ်ဆုံနဲ့စင်မြင့်ပေါ်မှာလာတဲ့အချိန်မှာ မြန်မာနိုင်ငံလုံးကပြည်သက်တွေရဲ့အသင်းလုံးကိုအမှန်ကန်ဖန်ဆားသွားနိုင်ခဲ့ပါတယ်။သူရဲ့ဝစ်ဆောင်ဟာတမိုင်းတဲကဘန်ထရာဘင်မိုင်ကိုရိုင်းပြန်လဲအသက်ဝင်လာသလားလို့တောင်ထင်မရလောက်အောင်ကြီးကျယ်ခံထားပြီးတော့အချိန်ဝါအပြည့်နေပါဒီလိုမြန်မာတမိုင်းတဲကဘင်မိုင်တပိုင်းရဲ့ဂုံဒရက်ကိုကွက်ကွက်ကွင်းကွင်းပုံဖော်နိုင်ခဲ့တာကြောင့်နိုင်ငံကားမှအသိမှတ်ပြုခဲ့ကြပါတယ်။ဒီနေ့ JK ဆိုဖီယာရဲ့ဝစ်ဆောင်မှာတော့မနေ့ကတဲဆုငင်းရဲ့ဘန်ထရာဘင်မိုင်ဝစ်ဆောင်လိုမျိုးအရှိန်ဝါအရာလိုမျိုးတစ်စက်ကလေးမှမတွေ့ရတာဖြစ်ပြီးတော့ပြည်သက်တွေကလည်းအားမလို့အားမရဝေဖန်ခဲ့ကြတာပါ ဒါပေမဲ့ပြည်သက်ကြီးတို့ရေဝေဖန်မှုတွေမလုပ်ခင်ဒီဝက်ဆောင်ရဲ့နောက်ွယ်ကတကယ်အတိတ်ပဲနဲ့ရည်ရွယ်ချက်ကိုတည်လိုက်ရတဲ့အခါမှာတော့အမြင်တွေပြောင်းလဲသွားမယ်လို့ကျွန်မယုံကြည်ပါတယ်နော်တကယ်တော့ JF Sophia ဝက်ဆင်ထားတဲ့ဝက်ဆောင်ကတိုင်းတုံမြို့နယ်ကိုလိုနီခစ်ကဂုံရှမ်းမဟာဒေဝီဝစ်ဆင်ခဲ့တဲ့ခေမရန်တိုင်းမဟာဒေဝီဝစ်ဆောင်ကိုအခြေခံပြီးတော့ဖန်တီးထားတာဖြစ်ပါတယ် ကုံရှမ်းလူမျိုးဆိုတာဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့တရားဝင်အသိမှတ်ပြုတိုင်းရင်းသားဖြစ်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာအများဆုံးနေထိုင်ကြပါတယ်။ခုဆိုင်တော့မြန်မာပြည်မှာလူဦးရေ33000ခန့်သာရှိတော့တဲ့လူနေစုတိုင်းရင်းသားတအုပ်ဖြစ်ပိုင်းဒီဝန်ဆောင်ကိုဖန်တီးတင်ဆက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့လူနေစုဖြစ်တဲ့ ကုန်ရှမ်းလူမျိုးတွေအမေးပြောက်ခံမဖြစ်စေဖို့သူတို့ဟာမြန်မာနိုင်ငံရဲ့တရားဝင်လူမျိုးစုတစ်ခုဖြစ်ကြောင်းကမ္ဘာကတည်အောင်ပြသဖို့ပါမယ်။ထို့ပြင်တော့ကုန်ရှမ်းလူမျိုးကိုအင်းနင်းချင်းထိုင်းနိုင်ငံကသူတို့ရဲ့တိုင်းရင်းသားဖြစ်နေမောင်ပိုင်စည်းတင်ကြတဲ့ခြေနေတွေရှိတာကြောင့် JK Sofia က MGI ဆိုတဲ့နိုင်ငံကစင်မြင့်ကြီးပေါ်ကနေကုန်ရှမ်းဆိုတာမြန်မာတိုင်းရင်းသားစစ်စစ်ဖြစ်တယ်ဆိုတာကိုကမ္ဘာတည်အောင်ကြွေးကြော်လိုက်တာဖြစ်ပါရင်ဒါကြောင့်ဒီဝန်ဆောင်ဟာရိုးရိုးအလှပကိုပြသလိုက်တဲ့ဝန်ဆောင်တစ်ခုမဟုတ်ဘဲ ကိုနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုရဲ့ဂုဏ်သိက္ခာနဲ့အချုပ်ချာအာဏာကိုကာကွယ်ဖော်ထုတ်လိုက်တဲ့နိုင်ငံရေးတမိုင်းအထိပ္ပယ်ပြပတဲ့ဝစ်ဆောင်တစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ပြည်သက်ကြီးတို့ကရောဒီဝစ်ဆောင်ရဲ့နောက်ွယ်ကနန်းနေတဲ့အထိပ္ပယ်ကိုသိပြီးတဲ့နောက်မှာ JK Sophia ရဲ့ရိုးရာဝစ်ဆောင်ပေါ်ဘလုံးမြင်ကြပါကလေး။သူရဲ့ရည်ရွယ်ချက်ကိုရောလေးစားဂုဏ်ယူမိကြသလားဆိုတာကောမန့်မှာကိုယ့်ရဲ့မြင်လေးကိုဝေမျှပေးသွားကြပါအောင်ရှင်။ အင်းမြတ်သူရဲ့ကျေးဇူးမသိတတ်တဲ့လုံရက်လေးတစ်ခုကိုပြောပြလာတဲ့ဒရိုက်တာတီဟာကျော်ဆိုမြမယုံရှင်လောကမှာအောင်မြင်မှုရဲ့ထိတ်ဆုံးမှရက်တည်နေတဲ့ထိတ်တန်မင်းမီတလက်ဖြစ်သူအင်းမြတ်သူနဲ့သူမရဲ့လက်ဦးဆရာသူဖြစ်တဲ့ဒရိုက်တာတီဟာကျော်ဆိုတို့ချာမှာအထင်လန်းစရာကိစ္စတွေဖြစ်နေပါတယ်။ပရိသတ်ကြီးတို့အားလုံးသိကြတဲ့အတိုင်းမင်းမီကျော်လေးအင်းမြတ်သူဟာခုချိန်မှာတော့မြမယုံရှင်လောကထဲမှာအောင်မြင်ဆုံးမင်းမီကလက်ဖြစ်တဲ့ခိုင်ခိုင်မာမာရက်တည်နေသူပါထူးခြားတာကအင်းမြတ်သူဟာအသက်အရွယ်တခုရလာလေလေပို့ပြီးတော့နုပြိုလှပလာလေလေဖြစ်တာပါပဲ။ မိုင်းရင်ဖက်ရှင်အဝယ်စားမိမိုက်တဲ့ခန္ဓာကိုယ်အချိုးအစားနဲ့စက်တီရရှိတဲ့မျက်နှာအလှတရားတွေကြောင့်အိမ်မြတ်သူကိုပရိသတ်တွေကဖက်ရှင်ဗယံမဆိုပြီးတော့တင်းစားခေါ်ကတဲတဲလို့အပိတ်နေကြတာပါအဓိကအဖြစ်ပြောရမယ်ဆိုရင်အိမ်မြတ်သူဟာရေစက်တို့တည်တဲ့ရုပ်တန်ဇလန်းထဲမှာပွင့်ဦးလားဆိုတဲ့ character လေးနဲ့တယောက်ဆောင်ပြီးမှတမိုင်းလူပညာဆန်ကတကြောပြန်မြင့်တက်လာခဲ့ပြီးပရိသတ်ရဲ့အပိတ်မှုတွေကိုခိုင်မာပြန်လည်ရရှိလာခဲ့တာဖြစ်ပါတယ်ဒီလိုအောင်မြင်မှုနဲ့ထိတ်ဆုံးမှရက်တည်နေတဲ့အိမ်မြတ်သူနဲ့ပတ်သက်ပြီး ူမရဲ့လက်ဦးဆောင်လို့ဆုံးရမယ့် driver တီဟာကျော်စုကအင်းမြတ်သူရဲ့ကျေးဇူးမသိတတ်သလိုဖြစ်သွားခဲ့တဲ့လုပ်ရည်လေးတစ်ခုကိုမစားသိခင်ကအင်တာဗျူးတစ်ခုမှာရေဖွင့်ပြောပြလာခဲ့ပါတယ်။ driver တီဟာကျော်စုရဲ့အဆိုအရအင်းမြတ်သူကိုခေါင်းဆောင်မင်းမီဖြစ်နေပထမအုံဆုံးတင်ရိုက်ခဲ့တာကသူကိုယ်တိုင်ဖြစ်ကြောင်းလည်းသိရပါတယ်။အင်းမြတ်သူကို driver တီဟာကျော်စုကဂျမဆိုတဲ့ video ဆက်ကမှာခေါင်းဆောင်မင်းမီဖြစ်နေပွဲဥထွက်တင်ရိုက်ခဲ့တာဖြစ်ပြီးအဲ့စကားမှနေပဲအင်းမြတ်သူဟာဂျမဆိုတဲ့နာမည်တစ်ခုနဲ့ပရိသတ်တွေကြားထဲမှာစတင်လူသိများလာခဲ့တာဖြစ်ပါတယ် တပ်ပြင်းအင်းမြတ်သူကိုမန်အေးပွင့်မြင့်မြင့်ဇန်လန်း30ဆိုရဲရုပ်ရှင်စကိုင်းမှာလဲကောင်းဆောင်မင်းတမီဖြစ်နေထပ်မံရိုက်ကူပေးခဲ့တာကဒရိုက်တာတီဟာကျော်ဆိုပါပဲ။ဒါပေမဲ့အင်းမြတ်သူတွေကကယ်ရီစွတ်ကြီးကိုထိုက်ထိုက်တန်တန်စခုရရှိခဲ့တဲ့အချိန်စင်မော်တက်ပြီးတော့ဂျေဆုတင်ကပြောတဲ့ခါမှာတော့သူ့ဘဝအတွက်ဂျေဆုရှိခဲ့တဲ့လူပညာလောကကပုံကိုရီအလုံးဝနဲ့ပဲတက်ပြီးဂျေဆုတင်စကားပြောခဲ့ပေမယ့်သူ့ကိုပထမအောင်ဆုံးကောင်းဆောင်မင်းတမီတင်ရိုက်ခဲ့တဲ့ဒရိုက်တာတီဟာကျော်ဆိုရဲနာမည်ကိုတော့ချန်ထားခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဒရိုက်တာကြီးကယဉ်ဖွင့်လာတာပါ။ ဒါပေမဲ့ဒရိုက်တာတီဟာကျော်စုကသူ့အနေနဲ့တပည့်မလေးအင်းမြတ်သူကိုအပြစ်မတင်ကြောင်းစင်မမအကယ်ဒမီဆူရောက်လို့စိတ်လို့ရှာပြီးအရန်ပျော်နေတဲ့အတွက်သူ့ရဲ့နာမည်ကိုမေ့သွားတာဖြစ်မယ်လို့နားလည်မှုပြည့်နဲ့ခွင့်လွှတ်ခဲ့ကြောင်းကိုစိုးရိုင်းဒီလိုအကြောင်းအရာတွေကိုပြောပြတဲ့နောက်မှာတော့ဒရိုက်တာကြီးကအင်းမြတ်သူရဲ့အလုပ်ပေါ်ထားတဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီးချီးကျူးစကားတွေဆိုလာခဲ့ပါတယ်။ဒကာနုပညာလောကတွေကမင်းမီးတွေမှာအင်းမြတ်သူကလိမ္မာရေးချရှိသော professional အဆန်ဆုံးဆိုတဲ့အလုပ်လုပ်လို့အကောင်းဆုံးမင်းမီးတယောက်လို့ဆိုရိုင်း တခြားမိမိတွေဆိုရင်ရိုက်ကွင်းပေါ်မှာသူတို့ရဲ့အမေတွေကဝင်ရောက်ဆွတ်ဖက်တာတွေလုံးလုံးရတာအဆင်မပြေတာတွေရှိတတ်ပါတယ်။အင်းမြတ်တကတော့အများနဲ့ကိုပိုင်ဆုံးဖြတ်ချက်ချပြီးတော့ဒရိုက်တာခိုင်းသမျှကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့အတွက်သူ့ကိုသဘောကျကြောင်းလည်းပြောလာခဲ့ပါတယ်။ဒီကြောင်ရောင်ကိုကြည့်ရင်ဒရိုက်တာကြီးနေနဲ့သူ့ရဲ့တပည့်မလေးပေါ်မှာဘလောက်ထီကိုချစ်ခင်ပြီးဂုံယူနေလဲဆိုတာကိုတွေ့မြင်ရမှာပါ။ကျေးဇူးတင်စကားပြောဖို့မေ့သွားခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ခဲ့ရပေမယ့်တပည့်ရဲ့အရေးချင်းနဲ့အလုပ်ပေါ်ထားတဲ့စိတ်ဓာတ်ကိုတော့အပြည့်အဝအတိမတ်ပြည့်ချီးကျူးသွားခဲ့တာကတော့ တကယ်ကိုဆရာတယောက်ရဲ့စိတ်တက်ပါပဲပရိသတ်ကြီးတို့ကရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြမှာသလဲရှင်ဆရာရင်တယောက်ကိုကျေးဇူးတင်စကားမပြောခဲ့မိတဲ့အင်းမြတ်သူပေါ်မှာရောမိမိတို့ရဲ့အမြင်လေးတွေကိုဘယ်လိုမျိုးသုံးသပ်ချင်ပါသလဲမိမိတို့ရဲ့အမြင်လေးကိုပြောသွားကြပါအောင်ရှင်လမ်းမေးမှာမွေးငေါဆိုင်ဖွင့်နေရတယ်မင်းသမီးမွေးယူဆိုင်ရဲ့နောက်ွယ်ကအကြောင်းရင်း အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့နုပညာလောကမှာတခေတ်တခါတော့ကထင်ပေါ်ကျော်ကြားခဲ့ပြီးတော့အခုချိန်မှာတော့တာယာပျော်ရွှင်တဲ့မိသားစုဝါလေးကိုပိုင်ဆိုင်ထားတဲ့မင်းမီကျောင်းလေးမွေးရဆံကိုတော့အားလုံးကမမိကြအောင်ပဲထင်ပါတယ်နော်တမန်ဥပညာလုပ်တဲ့အလံဝေးกว่าနေပြီမြေတမန်ရဲ့နေစဉ်လှုပ်ရှားမှုတွေကိုလူမှုရေးကွယ်နိုင်တဲ့သင်ပရိသတ်တွေကိုအမြဲမျှဝေလေးရှိပါရင် ဒါပေမဲ့လွန်ခဲ့တဲ့ချိန်တုန်းကသမရဲ့ပရိသတ်တွေအားလုံးကိုအံ့အသင့်တုံ့လောက်သွားစီမဲ့အကြောင်းအရာတစ်ခုကိုမယူဆန်ကိုရိုင်းကဗီဒီယိုဖိုင်နဲ့တကွာချပြလာခဲ့ပါတယ်ရှင်။အဲ့ဒါကတော့သမကိုရိုင်းလမ်းမမောင်းဝင်းကအတုံးဆုံနဲ့ထမင်းဆိုင်လေးဖွင့်လှစ်ထားတဲ့ချိန်တွေကိုရောက်နေပြီဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဒီတရင်ဟာလုံမှုကွန်ရက်ပေါ်မှာတက်လာလာခြင်းပါပဲပရိသတ်တွေကြောင့်ခရင်ရိုက်သွားခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ပရိသတ်တွေအားလုံးသိထားကြတဲ့မိုးယူဆန်ဆိုတာအောင်မြင်ကြကြတဲ့မင်းမီကလပ်ဖြစ်ုံသာမကဘဲနဲ့သူမရဲ့ခင်မုန်းဖြစ်သူကိုစွမ်းသူမိုးကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တဦးတထင်းတယောက်ဖြစ်နေလို့ပါပဲ။ဒီလိုချမ်းသာကြုံရတဲ့တတိကရော်တယောက်ဖြစ်နေဘဝကိုတက်တောင်းတက်တာဖြတ်တန်းနေရပြီလို့အားလုံးကတညညွတ်တဲ့ထင်မှတ်ထားနေတာပါဒီလိုအချိန်မှာမိုးရီဆန်တရားဘာကြောင့်များလမ်းမမှာမွေးငါရောင်းရတဲ့ဒီဖြစ်သွားတာလဲစီးပွားရေးတွေကြာဆင်းသွားတာလားမိသားစုခက်ခဲများရှိနေပြီလားဆိုပြီးတော့စိုးရိမ်ပူပန်မှုတွေမိကုန်းနေတဲ့ပရိသတ်တွေရဲ့ကွန်မန့်တွေကဆူညံသွားတာပေါ့ ဗီဒီယိုထဲမှာမိုးရေးဆန်ကသမိုင်းရဲ့ဆိုင်လေးကိုနောက်ခံထားပြီးပရိသတ်တွေကိုရှင်းပြနေတဲ့ပုံစံကလည်းတကယ်ကိုအဟောလို့ထင်မှတ်သွားစီလောက်ပြင်းပြင်းလုံးခဲ့ပါတယ်။ဒါပေမဲ့တကယ်ဖြစ်မှန်ကိုသိလိုက်ရတဲ့အခါမှာတော့အလုံးရင်ဆိုရင်စိတ်တွေကရှင်မောချင်းနေဖြစ်ကိုပြောင်းလဲသွားတာပေါ့။တကယ်တော့ဒီဖြစ်ပြနေနောက်ွယ်ကအကြောင်းအရာဒီလိုပါရှင်။မိုးရေးဆန်ဟာသမိုင်းရဲ့ခီးစဉ်တစ်ခုမှာကောင်းမွန်သွားနေရင်လမ်းမမှာမထင်မှတ်တဲ့ဆိုင်းမော်လေးတစ်ခုကိုတွားတွေ့ခဲ့ပါတယ်။အဲဒီဆိုင်းမော်မှာရေးသားထားတာကမိုးရေးဆန်မိုးရင်းကနဲ့အတုပ်ဆုံးဆိုပြီးသမိုင်းရဲ့နာမည်အပြည့်စုံနဲ့ဖွင့်လှစ်ထားတဲ့ဆိုင်းလေးတစ်ဆိုင်ပါ။ ခုနမင်းနဲ့ဆိုင်ဖွင့်ထားတာမထင်မှတ်ပဲတွေ့လိုက်ရတဲ့မိုးရွာအာတင်သွားသလိုအလိုမဲသဘောကျပြီးတော့ရင်မောမိခဲ့ပါတယ်။ဒါနဲ့ပဲကောင်းအောင်ဒီလိုဆိုင်ရှင်မှရက်ထားပြီးတော့ဆိုင်နေကိုတကူတကဝင်ရောက်ခါဆိုင်ရှင်ကိုတောင်းရောက်နှုတ်ဆက်ခဲ့တာပေါ့။ဆိုင်ရှင်မိသားစုကလည်းသူတို့လေးစားအားကြတဲ့မင်းသမီးလေးသူတို့ကိုကိုရင်ကိုကြဆိုင်နေလာတဲ့အတွက်အတိုင်းမသိကိုဝမ်းသာခဲ့ရပါတယ်။မိုးရွာကလည်းစိတ်ဆိုးမဲ့စားသူတို့နဲ့တူရင်းရင်းလေးစကားတွေပြောမတရားတမှုတွေရိုက်ကူးပေးခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့သူမရဲ့ပြည်သက်တွေကိုစကြင်နောက်ချင်တဲ့စိတ်ကူးလေးရသွားပြီးဒီဆိုင်လေးကသူမရဲ့ဆိုင်ဖြစ်ကြောင်းလာရောက်အားပေးကြဖို့ဖိတ်ခေါ်တဲ့ပုံစံနဲ့ ဟာသနောပြီးတော့ဗီဒီယိုလင်းရိုက်ခါတင်ပြလိုက်တာဖြစ်ပါတယ်ရှင်။ဒီဖြစ်ပျက်လေးကမိုးရွဆိုင်ရဲ့ဟာသညံရှင်ပြီးတော့ပျော်ပျော်နေတဲ့စိတ်ထားလေးကိုပရိသတ်တွေကထပ်ပြီးတော့မြင်တွေ့ခွင့်ရခဲ့တယ်လို့သူမရဲ့နာမည်ကိုတုံးပြီးစီးဝါရှာနေတာကိုတော့စိတ်မတူပဲနားလည်မှုပြင်းနဲ့တွားရောက်အားပေးခဲ့တဲ့သူမရဲ့စိတ်စေတနာအကောင်းလေးကိုထင်ဟပ်စေခဲ့ပါတယ်။ဒါကြောင့်မလို့ပရိသတ်ကြီးတို့စိုးရိမ်နေတယ်လို့မင်းသမီးမိုးရွဆိုင်တယောက်စီးဝါရဲ့ချက်တဲပြီးတော့လမ်းမမှာမွေးငါဆိုင်ဖွင့်နေရတာလုံးဝမဟုတ်ပဲတိုက်ဆိုင်မှုလေးတစ်ခုလိုအခြေခံပြီးတော့ပရိသတ်တွေကိုချစ်စနိုးနဲ့စောင့်နောက်ခဲ့တဲ့အမတ်တရားလေးတစ်ခုသာဖြစ်ကြောင်းကိုရှင်းလင်းတင်ပြလိုက်ရပါတယ်ရှင်။ ပရိသတ်တွေကရောလမ်းမေးမှာမွေးငေါဆိုင်ဖွင့်ထားပါတယ်ဆိုပြီးတော့စနောက်လိုက်တဲ့မင်းသမီးမိုးယူဆိုင်ရဲ့အပြုတ်မှုလေးပေါ်မှာဘလို့မြင်ကြောင်းမလဲဆိုတော့ comment မှာပြောသွားကြပါအောင်နော်မိုင်းမုံဆရာတော်ကြီးရဲ့သင်ငန်းကအစိမ်းရောင်ဖြစ်နေရတဲ့နောက်ကွယ်ကအကြောင်းရင်းအလုံးမင်းမင်္ဂလာပါရှင် The Celebrity New Page နေ့ကနေကြိုဆိုလိုက်ပါတယ် မိုင်းမုံဆရာတော်ကြီးကမြန်မာနိုင်ငံမှာကိုးကွယ်သူတွေများပြီးတော့တကူကြီးမာတယ်လို့နှမိတ်ကြီးပါတယ်မြန်မာနိုင်ငံတွင်းသားမကပင်နဲ့ထိုင်းနိုင်ငံမှာလည်းကိုးကွယ်သူတွေရှိတယ်မိုင်းမုံဆရာတော်ကြီးကကိုရင်းမှာနေ့နေ့ကြီးကြမြင်တဲ့ကျင့်စဉ်တွေကိုကျင့်သုံးခဲ့တာပေါ့ဆရာတော်ကိုဖို့ဖို့မလဲကိုလို့ဒိုင်ကာဒိုင်ကာမတွေကဆရာတော်ကိုရင်းကနေတရားကျင့်ပြီးထွက်လာမဲ့အချိန်ကိုနေ့နေ့ချီပြီးစောင့်ကြပါတယ်ဆရာတော်ကြီးတစ်ရက်ပိုင်းမှာတရားဟောကြားနေတယ်ဆရာတော်ကြီးကိုဖူးမြော်ခြင်းလို့ရဲဝင်းကနေကြွလာသူတွေလည်းရှိပါတယ်ဒါပေမဲ့မိုင်းမုံဆရာတော်ကြီးရဲ့တင်ငန်းရောင်ကအစိမ်းရောင်ဖြစ်နေရဆိုပြီးတော့နာမည်ကြီးနေတာပေါ့ ီဒီယိုတစ်ခုမှာမိုင်းမုံဆရာတော်ဖျားကြီးကတခါရင်နဲ့ကြောက်လာပြီးတော့တင်ငန်းရောင်ကထူးခြားနေပါတယ်။တင်ငန်းရောင်တွေကိုသတ်မှတ်ထားတာရှိပေမဲ့အစိမ်းရောင်ဖြစ်နေတာကိုထူးဆန်းလို့နေပါတယ်။ဆရာတော်ကတင်ငန်းစိမ်းရောင်ကိုဘာကြောင့်ဝတ်ဆင်လာလဲဆိုပြီးတော့လူပြောများနေတဲ့အချိန်မှာတော့ဖြစ်မှန်ကိုပေါ်ထွန်းလာခဲ့ပါတယ်။တကယ်တော့မိုင်းမုံဆရာတော်ဖျားကြီးကတင်ငန်းကိုဝင့်နေကြအရာတိုင်းပဲဝေယုံထားခဲ့တာပါ။အပြင်မှာတော့လာရောက်ဖွံ့ဖြိုးကြတဲ့ဒါရိုက်တာဒါရိုက်တာတွေကတင်ငန်းရောင်ကတာမန်ရောင်ပဲဆိုတာကိုမြင်တွေ့လိုက်ရပါတယ်။ဗီဒီယိုရိုက်ကိုတဲ့သူက effect တွေနဲ့ထည့်ပြီးရိုက်ထားတာကြောင့်တင်ငန်းရဲ့အရာကအစိမ်းရောင်ဖြစ်သွားပါတော့တယ်။ ဒီပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာသင်ငန်းရောင်ကိုပြောင်းလဲလိုက်လို့ရပေမယ့်တချို့တွေကတကယ်ထားသွားခဲ့ပါတယ်။ဟော်မုန်းကသင်ငန်းကအစိမ်းရောင်ဖြစ်နေမှာမကသင်ငန်းရောင်ရဲ့ဆင်တဲ့လွယ်အိတ်ကအစိမ်းရောင်ဖြစ်နေလို့သတိထားမိသွားခဲ့တာပါ။ဟော်မုန်းကအစိမ်းရောင်သင်ငန်းကိုဝစ်ဆင်ခဲ့တာမဟုတ်ပေဗီဒီယိုရဲ့ကရင်သူကစမ်းပြနေလို့အထင်မှားသွားခဲ့တာဖြစ်ပါတယ်။မိုင်းဘုံဆရာတော်ကြီးကိုငလင်လှုပ်ပြတဲ့အချိန်မှာလေတရားဟောကြပြီးအားလုံးကဘေးရန်ကင်းကွာအောင်မေတ္တာပို့ပေးခဲ့ပါတယ်။မိုင်းဘုံဆရာတော်ကြီးကငယ်စဉ်တည်းကစပြီးတော့တတလို့ဖုံးပေးလေးရှိတာပါ။ဝါရင်သုံးလအတွင်းကိုတနည်းအားမှ စင်စက်မပြတ်ကိုတရားထိုင်နေပြီးတော့ကိုအောင်နေစေအတွင်းမှာစုံပုံပင်ချင်းမရှိပါဘူးလူသူကင်းမဲ့တဲ့တောတောင်တွေအတွင်းမှာကိုရင်မှာတဘာတွေတရားထုတ်လို့ရှိတဲ့မိုင်းဘုံဆရာတော်ဖျားကြီးမှာထူးခြားချက်တွေလည်းရှိနေပါတယ်ဆရာတော်ကြီးကစွန့်ခဲ့တဲ့ငွေတွေကိုပတ်စံရေးထဲမှာထားလိုက်ရင်ငွေမပြတ်ဝင်တာကိုကြုံတွေ့ရလို့ဆရာတော်ကြီးကိုဖူးမြော်သူတွေလည်းများပါတယ်ဒီရက်ပိုင်းအတွင်းမှာလည်းမိုင်းဘုံဆရာတော်ကြီးကရှမ်းပြည်နယ်အရှေ့ပိုင်းမြို့တွေမှာတရားဟောနေပြီးတော့လူပင်လယ်ဖြစ်တဲ့ထိကိုတရားနာယူနေကြပါတယ်ဆရာတော်ကမျက်နှာမြုံနဲ့တစ်ဖက်သားရဲ့အတွင်းစိတ်ကိုသိနိုင်တဲ့အစွမ်းရှိအောင်တာမကား အနာဂတ်ကိုလည်းသိနိုင်တယ်လို့ဆိုရင်ဒါမေးဆရာတော်ကထေရဝါဒနဲ့မကိုက်ညီတဲ့မဟာယာနနဲ့တူနေတယ်ဆိုပြီးတော့ပြောဆိုသွင်းလည်းရှိပါတယ်။ဆရာတော်ရဲ့ပြုတ်မှုချို့ကထေရဝါဒနဲ့မကိုက်ညီလို့မကိုးကွယ်သွင်းလည်းရှိနေပြန်ပါတယ်။ဆရာတော်ကြီးရဲ့အတုံးဆောင်တွေကမဟာယာနဆရာတော်နဲ့တူနေပြီးတော့ဟာယာနဖြစ်နေမလားလို့တော့မကွဲပြားတဲ့အချိန်မှာအစိမ်းအောင်သင်ငန်းနဲ့မြင်လိုက်ရလို့အထင်လွဲသွားသူတွေလည်းရှိပါတယ်။ဆရာတော်ကဝီနီကိုစောင့်ထိန်ထားတာကြောင့်အစိမ်းအောင်သင်ငန်းကိုမဝစ်စင်ပေမဲ့လည်းချို့သူတွေကြောင့်အထင်လဲခံခဲ့ရပါတယ်။မိုင်းမုံဆရာတော်ကြီးကတော့အခြားနိုင်ငံတွေကိုလည်းကြွားပြီးတော့တရားဟောတာက အလူငွေရင်လိုချင်တာကြောင့်မဟုတ်ဘဲနဲ့လူအများကိုစိတ်ချမ်းသာစေလို့ဟောတာဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့ထူးခြားမှုတွေကိုလက်တွေ့ကြုံရတဲ့တွေလည်းရှိတာကြောင့်ယုံကြည်နာမပစ်မှားဖို့အတွက်ပြောနေကြပြီးတော့ဆရာတော်ကြီးဟောတာတွေကတကယ်လက်ခံယုံကြည်သူတွေရှိနေပါတယ်။မိုင်းမုံဆရာကြီးနဲ့ပတ်သက်ပြီးတော့ထူးခြားမှုတွေကိုကြုံခဲ့ဘူးရင် comment မှာပြောပြခဲ့ပါအောင်နော်။ကျေးဇူးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ီဒီယိုဖိုင်တစ်ခုမှာပုံမြင်တဲ့ကစင်ဒရယ်လာမင်းသမီးလေးတစ်ပါးအပြင်ကရောက်လာတယ်လို့ချစ်စင်အားကောင်းပြီးတော့လှပနေလို့လူပြောများနေတဲ့ဝတ်မုံရွှေရင်မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့အားလုံးရဲ့မျက်စိရှိမှတဲ့အသက်အရွယ်ကိုနောက်ပြန်လှည့်ကြည့်နေသလားလို့ထင်မှန်းရလောက်အောင် တတိယတနေ့ကိုပို့ပို့ပြီးတော့လှပနုပြလာကဝင်းမုံရွှေကြီးပါဟုတ်ပါရင် အသက်40နီးပါးကပ်နေပြီဆိုပြီးမယုံနိုင်တော့အောင်နှစ်သမီးပုံမြင်တဲ့ကစင်ဒရယ်လာမင်းသမီးလေးလားလှသွေးကျွင်နေလို့လူပြောများနေရကတော့ကျမတို့အားလုံးရဲ့အချစ်တော်အကယ်ဒမီဝင်းမုံရွှေကြီးပါခုဆိုရင်လူမှုကွန်ရက်ပေါ်မှာဗီဒီယိုလေးတစ်ခုတော်တော်လေးကိုပြန့်နှံ့နေပါတယ်အဲ့တော့ကတော့မင်းသမီးလေးဝင်းမုံရွှေကြီးရိုက်ကူထားတဲ့စင်ရှင်ရနာအကြောင်းကြားတစ်ခုပါမယ် ီဗီဒီယိုထဲမှာဆိုရင်မင်းသမီးဝင်းမုံရွှေကစင်ဒရယ်လာမင်းသမီးလေးလို့သပင်းပုံစံတော်ဝင်ဆန်နဲ့အပြာနုရောင်တောက်ပါတဲ့ခေါဝင်ကြီးနဲ့တူတိမ်မောင်းတောင်းတဲ့ချီတန်နဲ့စိန်လွယ်ဆွဲတစုံကိုဆင်မြန်ပြီးတကယ်ကောမှာချက်တီရှိရှိလှပခန်းနာစွာမြင်တွေ့ကြရတာပါ။သူမရဲ့အလှကဘလောက်ထိကိုပြည့်ပြည့်စုံနေလဲဆိုရင်တချို့ကပုံမြင်ဆောင်ထဲကမင်းသမီးလေးတပါးတကယ်ပဲအပြင်လောကတွေကိုရောက်လာသလိုခံစားရလို့တော့မှတ်ချက်ပေးနေကြပါတယ်။ ထို့ဖြင့်တော့ကြောင်ညာထဲမှာမြင်ရတဲ့ဝုံမုံရွှေရင်မျက်နှာလေးဟာချစ်စရာကောင်းပြီးတော့ကြည်လင်မြုပ်ပြိုလွန်းနေတာကြောင့်ပရိသတ်တွေကကိကိတရားမအိုစည်းများစားထားသလားလို့အံ့ဩတကြီးမင်းနေကြတဲ့ဒီပါပဲတကယ်တော့ဝုံမုံရွှေတရားခုလိုမြင်တဲ့မြုပ်ပြိုနေရဟာသူ့ရဲ့ပြည့်ပြည့်စုံတဲ့ဘဝနေထိုင်မှုပုံစံနဲ့ professional ကြလုံးနဲ့စိတ်ဓာတ်တွေကြောင့်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့သူ့ရဲ့စိတ်ထားလေးပါပဲဝုံမုံရွှေဟာစိတ်ထားလေးကလည်းကောင်းဘရောမမမနာမရှိရဲ့ဖက်ရှင်နဲ့မိတ်ကပ်ပိုင်းမှာလည်းအမြဲတမ်းစမတ်ကြကြနဲ့အဆင့်တန်းတစ်ခုမှနေထိုင်တတ်သူပါ သူ့ရဲ့စိတ်ဓာတ်နဲ့နေထိုင်မှုပုံစံကသူ့ရဲ့ရုပ်ရည်အတွက်မြင်မှာပါပြန်ပြီးတော့အထောက်အကူပြုနေရပါဒုတိယချက်ကတော့သူဟာထိတ်တန်းတထေးကတော်ကြီးတယောက်ဖြစ်နေတာနဲ့အညီအရာရာအကောင်းဆုံးတွေပဲပြင်ဆင်ထားတတ်တာပါ ဥပမာအားဖြင့်ဆိုရင်သူ့ရဲ့ makeup အတွက်ဆိုရင်မြန်မာနိုင်ငံရဲ့အကောင်းဆုံး makeup team ကိုပဲအသုံးပြုတယ်လို့အဝင်စား fashion အတွက်ဆိုရင်မြန်မာနိုင်ငံရဲ့ထိတ်တန့် designer တို့ဖြစ်တဲ့မိုးကုတ်ပေါက်ပေါက်ကိုအမြဲတမ်းလက်တွဲဖော်ဆောင်လေးရှိပါတယ်။ဒီလိုအကောင်းဆုံးလုပ်တွေကိုပဲရွေးချယ်တတ်တာသူ့ရဲ့ပြည်စုံတဲ့အလှတရားတွေကိုလျော့ဝှက်ချက်တစ်ခုပါပဲ။နောက်ဆုံးအနေနဲ့အရေးကြီးဆုံးချက်ကတော့သူ့ရဲ့အလုပ်ပေါ်မှာထားတဲ့စီစနစ်ကြမှုပါပဲ။ဘူးရှင်ကလောလောပြီဆိုရင်အချိန်တိကျနဲ့စီကံတိကျအမြဲတမ်းသူ့ရဲ့အဖွဲသားတွေနဲ့စနစ်တကျလှုပ်ဆောင်လေးရှိပါတယ်။ဒီလိုစီစနစ်တကျ professional ဆက်ဆံလှုပ်ဆောင်တတ်တဲ့စိတ်ဓာတ်ကြောင့်လည်း သူဟာရုပ်ရှင်မရရင်ကြော်ညာမရရင်အမြဲတမ်းအောင်မြင်နေပြီးတော့ထိတ်တန့်တနေရာမှာဆက်လက်ရည်တည်နေနိုင်တာဖြစ်ပါရင် ဒီချက်တွေအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာတော့ဝုံမုံရွှေဆိုတဲ့တက်ရှိစင်ဒရယ်လာတယောက်ဖြစ်ပေါ်လာတာပါမယ်။ဒါပြေဝုံမုံရွှေရဲ့ခင်မုန်းတဲ့ကလည်းမြန်မာနိုင်ငံလုံးမှာအချမ်းသာဆုံးတစ်ထည်ဖြစ်နေရပါဘူး။ဝုံမုံရွှေရဲ့ခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်ဟာဇနီးလေးကိုလိုလေသေးမြရှိကယူဆိုင်ခါပါရမီဖြစ်ပြီးတဲ့ယောက်ျားကောင်တယောက်ပါ။ကိုနိုင်ဖြိုးကျော်ဟာဇနီးတဲ့ဝုံမုံရွှေအတွက်စိန်ရွှေငွေကြောက်မြတ်ရနာတွေပြင်ပျော်ရွှင်လုံခြုံမှုရှိအောင်လေးထားပါသေးတယ်။ဒါကြောင့်လည်းဝုံမုံရွှေကပုံမြင်တဲ့ကပြည့်စုံတဲ့နတ်သမီးလေးတစ်ပါးလို့ဖြစ်နေတာပါ။ပရိသတ်ကြီးတို့ကရော ။ပုံမြင်တဲ့ကစင်ဒရယ်လာမမီလေးတွေတစ်ထက်တည်းတူနေတဲ့ဝက်မုံရွှေရဲ့အလှတရားပေါ်ဘလို့မျိုးမြင်ကြမလဲ။မမီရဲ့အမြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်။